လူနေတိုင်းလုံးမရဘူးဆိုလို့ရှိရင်အနေသူကသူပြိုနေတာဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်ရင်လည်းပြိုတော့ပြိုတော့တော့မပြိုဘူးအထက်မှာဝင်နေဖို့ကအဲ့လိုမျိုးအပြက်စီးတွေတော်တော်များနေတယ်ပါညာဆိုလို့ရှိရင်လည်းအနေပေါ့နော်နောက်ပြီးတော့အစိမ်းဆိုတဲ့ဟာကကကြတော့လူအဲ့လိုမျိုးနည်းနည်းပါးပါးပြုတ်ပြင်းပြီးရင်ရင်ချက်ချင်းပြန်နေလို့ရတဲ့ဟာပေါ့အဲ့ဒါအဲ့ဒါကြတော့အစိမ်းဒီကြားတဲ့ဟာအဝါဆိုတဲ့ဟာဘာလဲဆိုတော့နည်းနည်းလောကကံမှာပေရှိမဲ့ဟာမျိုးပေါ့အချိန်ပေးရမဲ့ဟာမျိုးဆိုရင်အဲ့ဒါတွေကအဝါပေါ့ဆိုတော့အဲ့ဒါမျိုးနဲ့ကျွန်တော်တို့ကဟိုပါပေါ့လေတတ်မှတ်ပြီးတော့ priority ခွဲသွားတာပဲဒါကဘာမှကျွန်တော်တို့ဟိုပါပေါ့လေတိုင်းတွေကိုအသေးစိတ်စစ်စစ်တာတွေတိုင်းစုံအောင်ကြည့်တာတွေအဲ့လိုမျိုးမျိုးမပါသေးဘူးပေါ့အစားဥတွေတည်းကနေမှကျွန်တော်တို့ပြန်သုံးလို့ရမယ့် space တွေကိုပြန်ပြီးတော့ set တင်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုတတ်မှတ်ပြီးတော့အဓိကကျွန်တော်တို့ဒီ live line တွေဖြစ်တဲ့စေယုံတွေနောက်ပြီးတော့ band တွေနောက်ပြီးတော့ဒီဟိုပါပေါ့အကြောင်းဆိုလဲအကြောင်းအကြောင်းတွေနောက်ဒီဘယ်လိုခေါ်မလဲ လုပ်ငန်းငယ်လေးတွေအားစပေါ့အဲ့ဒါအဲ့ဒါလေးတွေအကုန်လုံးပုံမှန်ပြန်ပြီးတော့လဲပတ်နိုင်အောင်အရင်လုပ်လိုက်တယ်ဆိုတော့ဒီမှာလည်းအရေးကြီးတာနည်းနည်းလေး highlight လုပ်ချင်တာဒီဆရာဝန်တွေဆိုလို့ရှိရင်လည်းသူဟိုအထဲထဲမှာပြန်ပြီးတော့လူနာရောဆရာဝန်တွေရောဒီပုံမှန်ပြန်ပြီးတော့အလုပ်လုပ်နေဖို့လိုတယ်အရင်တည်းကပဲအခုလိုအရေးကြီးတဲ့အချိန်မှာလူနာလည်းပိုများလာတယ်နောက်ပြီးတော့ဆရာဝန်တွေရဲ့ efficiency ကလည်းပိုပိုတက်နေဖို့လိုတယ်လေအဲ့ဒါကြောင့်ဒီဆရာဝန်တွေကိုလည်းဒီ green ဖြစ်တယ်ဆိုလို့ရှိရင်လည်း green ဖြစ်တဲ့ဟာကို ရရဲ့ဟိုပါဘောလေအာမခံနိုင်တဲ့အခြေအနေမျိုးရောက်အောင်ကျွန်တော်တို့ကလုတ်ပေးပြီးတော့ဆရာဝန်တွေပြန်လို့ရမယ်ဘန်ဆိုလို့ရှင်ရင်ပူတော်ဆိုးသေးတယ်ဘန်ဆိုတာမျိုးကငွေတိုးကြီးလမ်းပေးချပြီးတော့အလုပ်လုပ်လို့ရတာမဟုတ်ဘူးဆိုတော့သူတို့ရဲ့အဆောက်အဦကိုကျွန်တော်တို့ကဝင်ကြည့်ပြီးတော့နေနိုင်နေနိုင်တဲ့ဆိုရဲဟာကိုမြန်မြန်ထက်ထက်ကျွန်တော်တို့ကဟိုပါဘောလေ identify လုတ်ပေးဖို့လိုတယ်အဲ့ကြတော့မှဘန်တွေကလည်းပြန် run နိုင်ပါအောင်နော်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မာချူရီမှာဘာပဲလုပ်လို့ရနေပြီနော်တိတ်ဖုန်တွေကအကောင်းဆုံး shopping မှာ Mercury your shopping partner တိုင်းမန္တလေးကိုဆရာကိုယ်တိုင်လည်းပြောပြီးတော့လေ့လာတာဆိုတော့ဒီမှာဒါကြောင့်ကျွန်တော်တို့ဦးနာက7 by 7တော့လောက်တယ်ပေါ့နော်။ဒါကြောင့်လောက်အပျက်စီးများခဲ့တယ်လို့ဆရာတို့ဒီဥရာအဖြစ်တော့လုံးသက်ထားတယ်။အဲ့ဒါအဲ့ဒါဒီပြောလေးရ။ဆိုတော့ ဒီငလျင်က7.7ဆိုတဲ့ဟာကဟိုပါသူရဲ့သူရဲ့သူရဲ့ magnitude ကြီးကြီးရင်ကိုပဲဒါကတော်တော်ကိုကြီးတဲ့ဟာပါဆိုတော့အဲ့ဒါအပြင်ကိုပဲဒီဒီငလျင်ကတော်တော်ထူးခြားပါတယ်ဒီ the guy fall ရဲ့အဲ့ဒီအလေ block ကြီးမိုင်300လောက်ရှည်တဲ့ block ကြီးတစ်ခုလုံးကကျွေးသွားတာပါကျွေးသွားတဲ့အချိန်မှာလေပုံမှန်ဆိုလို့ရှိရင်အဲ့မျိုးဟိုပါပေါ့လေငလျင်ကြီးလှုပ်တယ်ဆိုလို့ရှိရင်သူရဲ့သူရဲ့ပတ်ဝန်းကျင် မိုင်3 40လောက်ဝင်းကျင်မှာပဲကျွန်တော်တို့ကဟိုပါလေ outer shock တွေနဲ့အဲ့ဒီသူ့ရဲ့လှုပ်ရှားမှုကိုခံရတာအခုကျတော့ရွှေဘူကနေပြီးတော့တောင်ငူလောက်ထိအောင်အဲ့ဒီ block ကြီးကဟိုပါလေတပြိုင်တည်းရွေ့ပြီးတော့အဲ့ဒါမျိုးတပြိုင်တည်းမှာကျွန်တော်တို့ကဟိုပါဟိုပါပေါ်လေပျက်စီးမှုတွေကိုခံရတာဆိုတော့တော်တော်ကိုဟိုပါပေါ်လေအင်အားပမာဏအနေနဲ့ဆိုလို့ရှင်လေတော်တော်ကြီးတဲ့ဟာလို့ကျွန်တော်ပြောလို့ရတယ်နောက်ပြီးတော့လူနေတူတက်တဲ့ဟိုပါဟိုပါပေါ်လေမျိုးကြီးမျိုး မျိုးလက်တွေမျိုးကြီးတွေရှိတဲ့နေရာကိုဖြတ်သွားတဲ့ဖြတ်သွားတဲ့တဲ့အတွက်ကြောင့်ရယ်နောက်ပြီးတော့ပြီးတော့ကျွန်တော်တို့စီကစီးပွားရေးအရဒီစောက်ထားတဲ့အဆောက်အုံတွေရဲ့ပုံစံတွေနဲ့ကလည်းနည်းနည်းတချို့နေရာတွေမှာထိခိုက်မှုများတဲ့ဟာလေးတွေတွေ့ရပါတယ်ဆရာအောင်အဓိကကတော့ကျွန်တော်တို့ဒီမန္တလေးမှာလောက်ခွဲခွဲငလင်းနဲ့ပတ်သက်ပြီးတော့ဆရာကိုယ်တိုင်လည်းကွန်ဆင်းပြီးတော့လေ့လာကြရလေးတွေ့တော့အဲ့ဒီလေ့လာတွေ့ရှိတဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုရှင်းပြရှိရတယ်ဆိုတာကိုကျွန်တော်အကွာကကျွန်တော်တို့ဒီစားလို့တဲ့အချိန်မှာလည်းကျွန်တော်တို့အဲ့ဒီ update clinic လို့ကျွန်တော်စတာမဟုတ်သေးပဲねကျွန်တော်တို့ကဒီစားလှုပ်တဲ့အချိန်မှာကျွန်တော်တို့ PDR တွေပေါ့လေ rapid ဟိုပါပေါ့လေ assessment ဆိုပြီးတော့ကျွန်တော်တို့တွားတာပါဆိုတော့ဒါကအ мян ကျွန်တော်တို့ဒီဟိုပါပေါ့လေ data ကောက်တာ तू ကသူကအလုံးနှစ်ခုပဲလှုပ်တာပထမတစ်ခုကကျတော့ prioritize လှုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကျတော့တော့အများသိတဲ့အဲဟွာသိမ့်ဒီအဲ့ဒါလေးဟိုပါဟိုပါပေါ့လေသတ်မှတ်လိုက်တယ်ဟာအဲ့ဒါကဒီနီဆိုတဲ့ဟာတွေကကျတော့အရန်အချိန်နေဆိုတဲ့ဟာဒီ နောက်ပြီးတော့ပြောတော်တော်တက်တဲဝင်ဝင်ပြုတ်ပြရမယ့်ဟာတွေကအနီပေါ့နော်နောက်ပြီးတော့လူနေလို့မရတဲ့ဟာဆိုတော့ဒီဟာကိုတတ်မှတ်တဲ့ဟာမှလည်းလေကျွန်တော်တို့ကဘာလို့အခြေခံလဲဆိုတော့လူနေလို့လူနေထိုင်မှုအခြေအနေတွားတာပေါ့ဆိုတော့လူနေထိုင်လို့မရဘူးဆိုလို့ရှိရင်အနီသူကသူပြိုနေတာဖြစ်လဲဖြစ်မယ်ဒါမှမဟုတ်ရင်လည်းပြိုတော့ပြိုတော့တော့မပြိုဘူးအထက်မှာဝင်နေဖို့ကအဲ့လိုမျိုးအပြက်စီးတွေတော်တော်များနေတယ်ပါညာဆိုလို့ရှိရင်လည်းအနီပေါ့နော်နောက်ပြီးတော့အစိမ့်ဆိုတဲ့ဟာကကကြတော့လူအဲ့လိုမျိုးနည်းနည်းပါးပါးပြုတ်ပြင်းပြီးရင် ချက်ချင်းပြန်နေလို့ရတဲ့ဟာပေါ့အဲ့ဒါအဲ့ဒါကြောင့်အစိဒီကြားရဲဟာအဝါဆိုတဲ့ဟာဘာလဲဆိုတော့နည်းနည်းလောကကံမှာပေရှိမဲ့ဟာမျိုးပေါ့အချိန်ပေးရမဲ့ဟာမျိုးဆိုရင်အဲ့ဒါတွေကအဝါပေါ့ဆိုတော့အဲ့ဒါမျိုးနဲ့ကျွန်တော်တို့ကဟိုပါပေါ့လေတက်မှတ်ပြီးတော့ priority ခွဲသွားတာပဲဒါကဘာမှကျွန်တော်တို့ဟိုပါပေါ့လေတိုင်းတွေကိုအသေးစိတ်စစ်ဆေးတာတွေတိုင်းစုံအောင်ကြည်တာတွေအဲ့ဒါမျိုးမျိုးမပါသေးဘူးပေါ့ဆိုတော့ဒီထဲမှာကလည်းအဓိကအဓိက interest ကပါလဲဆိုတော့ဒီ green ကိုကျွန်တော်တို့ကဒီ အစားအုပ်တွေတည်းကနေမှကျွန်တော်တို့ပြန်သုံးလို့ရမယ့် space ကိုပြန်ပြီးတော့ဆက်တင်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုတတ်မှတ်ပြီးတော့အဓိကကျွန်တော်တို့ဒီ live line တွေ ဖြစ်တဲ့စေယုံတွေနောက်ပြီးတော့ ban တွေနောက်ပြီးတော့ဒီဟိုပါပေါ့ကျောင်းဆိုလဲကျောင်းကျောင်းတွေနောက်ဒီဘယ်လိုခေါ်မလဲလုပ်ငန်းငယ်လေးတွေအားစပေါ့အဲ့ဒါအဲ့ဒါလေးတွေအကုန်လုံးပုံမှန်ပြန်ပြီးတော့လေပတ်နိုင်အောင်အရင်လုပ်လိုက်တယ်ဆိုတော့ဒီမှာလဲအရေးကြီးတာနည်းနည်းလေး highlight လုပ်ချင်တာဒီဆရာဝန်တွေဆိုလို့ရှိရင်လဲသူ ဟိုအထဲထဲမှာပြန်ပြီးတော့လူနာရောဆရာဝန်တွေရောဒီပုံမှန်ပြန်ပြီးတော့အလုပ်လုပ်နေဖို့လိုတယ်အရင်တက်ကိုပဲအခုလိုအရေးကြီးတဲ့အချိန်မှာလူနာလည်းပိုများလာတယ်နောက်ပြီးတော့ဆရာဝန်တွေရဲ့ efficiency ကလည်းပိုပိုတက်နေဖို့လိုတယ်လေအဲ့ဒါကြောင့်ဒီဆရာဝန်တွေကိုလည်းဒီ green ဖြစ်တယ်ဆိုလို့ရှိရင်လည်း green ဖြစ်တဲ့ဟာကိုရရဲ့ဟိုပါဘောလေအမကန်နိုင်တဲ့အခြေအနေမျိုးရောက်အောင်ကျွန်တော်တို့က လုတ်ပေးပြီးတော့ဆရာဝန်တွေပြန်လို့ရမယ်။ဘန်ဆိုလို့ရှိရင်ပူတော်ဆိုးသေးတယ်။ဘန်ဆိုတာမျိုးကငွေတိုးကြီးလမ်းပေးချပြီးတော့အလုပ်လုပ်လို့ရတာမဟုတ်ဘူးဆိုတော့သူတို့ရဲ့အစားအုပ်ကိုကျွန်တော်တို့ကဝင်ကြည့်ပြီးတော့နေနိုင်နေနိုင်တဲ့ဆိုတဲ့ဟာကိုမြန်မြန်ထက်ထက်ကျွန်တော်တို့ကဟိုပါပေါ့လေ identify လုတ်ပေးဖို့လိုတယ်။အဲ့ကြတော့မှဘန်တွေကလည်းပြန် run နိုင်ပါအောင်နော်။ဆိုတော့အဲ့ဒါမျိုးအပြင်ကိုပဲကျွန်တော်တို့ရိုးတပိတ်ဆိုင်တို့ဘာလို့ကအစားလေကျွန်တော်တို့ကပြန် run နိုင်တော့မှဒီမှာမိကုန်နေတဲ့ဟိုပါလေရှိတယ်အလုပ်သမားတွေရှိတယ်သူတို့ဆိုရင် ီလိုဖြစ်သွားပြီးတဲ့အချိန်မှာအခုဆိုရင်ဘာတွေ့လဲဆိုတော့ကျွန်တော်ပြန်လာတဲ့အချိန်မှာပဲဒီ track car တွေနဲ့ taxi တွေနဲ့မန္တလေးကနေပြီးတော့ရန်ကုန်ကိုအထုပ်တွေနဲ့ဆင်းနေကြတဲ့လူငယ်လူလက်ပိုင်းလေးတွေတွေ့တယ်ဆိုတော့အဲ့ဒါဘာတွေပြနေလဲဆိုတော့စောစောလူမျိုးဒီဟိုဟာပေါ့လေလပိတ်ဆိုင်တွေရှိမယ်နောက်ပြီးတော့သပင်းညက်ဆိုင်တွေပါလေရှိမယ်ပေါ့ဗျာအမျိုးမျိုးရှိမယ်အဲ့ဒီအဟာတွေမှာလုံနေတဲ့ကလေးတွေကပြန်ဆင်းလာကြပြီဘာလဲဆိုတော့သူတို့တွေကအရင်တော့တိုက်ခန်းကားနေနေမယ်စုပြီးတော့နေနေမယ်ဒါမဲ့လည်းအခုလိုမျိုးရက်ကြလာတဲ့အချိန်မှာသူတို့ ကမ့်ထဲမှာအကြာကြီးမနေနိုင်တော့ဘူး။နောက်ပြီးတော့သူတို့ရဲ့သူတို့ကအဲ့ဒါမျိုးဘယ်လိုခေါ်မလဲ။တမင်းတို့ဝေတာအမြဲတမ်းစားနေတဲ့သူတွေမဟုတ်ဘူးဆိုတော့အဲ့ဒါမျိုးတရက်နှစ်ရက်တော့သူတို့စောင့်ကြည့်ကြည့်မယ်။ဒါပေမဲ့လည်းအခုလိုမျိုးကြားလာရဆိုလို့ရှိရင်သူတို့ကရွှေ့တော့မယ်။ရွှေ့ပြီးသွားရင်အဲ့လူတွေကအခြေကျပြီးသွားရင်မန်လေးပြန်လာပြီးတော့လှုပ်ဖို့ဆိုတာလည်းလည်းလမ်းဝေးသွားမယ်ပေါ့နော်။ဆိုတော့အဲ့ဒါမျိုးဆိုတော့အလုတ်အကန်အခွင့်လမ်းတွေဘာတွေကအစားကျွန်တော်တို့ကဒီ green space မှာပြပြန်ပြီးတော့မြန်မြန်တက်တက်ပြန်လုံနိုင်မှလူတွေလည်းအိမ်တွေပေါ်ကိုကိုမြန်မြန်တက်တက်တည်ကြတယ်ဆိုလို့ရှိရင်ပေါ့လေ။ တော့အဲ့ဒါမျိုးဖြစ်နိုင်ဖို့ကအခုချိန်မှာ priority လို့မြင်ပါတယ်ဆိုတော့ဒီမှာလဲကျွန်တော်ပြန်နေတဲ့အချိန်မှာအဆောက်အဦတွေကိုလည်းပြင်ရမှာဖြစ်ဖြစ်တယ်လို့လူလူတွေကလည်းပြင်စီရမယ်ဘယ်လိုလဲဆိုတော့ after shock တွေပါတွေ့ရှိနေတော့ပြန်နေတဲ့အချိန်မှာလဲကျွန်တော်တို့လိုအပ်တဲ့အဲ့ဒါမျိုးပြင်ဆင်မှုတွေပေါ့ကျွန်တော်တို့ဒီဘောဘေးရန်ရဲ့ရောပါဖို့တက်ကိုအဲ့ဒါမျိုး guideline လေးတွေရှိတယ်အဲ့ဒါလေးတွေတွေလဲကျွန်တော်တို့ pamphlet တွေလုပ်ပြီးတော့ကျွန်တော်ဝေဝေနေပါဆိုတော့အဲ့ဒါအဲ့ဒါမျိုးနဲ့ကျွန်တော်တို့သွားဖို့ပေါ့နော်ဆိုတော့ဒီမှာလဲ PDR တွေလုပ်နေနေပဲပါဖြစ်တယ်ဆိုတော့ကျွန်တော်က PDR တွေလုပ်တဲ့အချိန်မှာ အများအများအဖြစ်ဖြစ် engineer တွေကိုတုံးရတယ်ဘာလို့လဲဆိုတော့အိမ်ကိုကြည့်လိုက်တာနဲ့အပျက်စီးကြည့်လိုက်တာနဲ့ဒါကအရေးကြီးတဲ့ဟာလားအရေးမကြီးတဲ့ဟာလားဆိုတာက engineer တွေကအတန်းပြော့ခွဲနိုင်တယ်အဓိကတော့နိုင်ရန်လား column လားတိုင်လားဟိုပါပေါ့လေရက်မာလားဆိုတဲ့ဟာမျိုးတွေခွဲနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုတုံးတာပေါ့ဆိုတော့ဆိုတော့ဒါမဲ့လည်းဘာဖြစ်လဲဆိုတော့ engineer PP သူကပျက်စီးရဆိုရင်ရပျက်စီးတဲ့ဟာမှာပဲဟိုပါပေါ့လေ interest ကဝင်သွားပြီးတော့အဲ့ စစ်စစ်တဲ့အချိန်မှာအချိန်ကြာတော့ကျွန်တော်တို့ခီးရောက်တဲ့လောက်မရောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒုတိယဒီကဒုတိယအချက်ဖြစ်တဲ့ PDR တွေလုတ်တဲ့အချိန်မှာ priority ခွဲတာရဲ့နောက်ပြီးတော့ database တိစောက်တာရဲ့ပေါ့ဆိုတော့အဲ့ဒါအဲ့ဒါမျိုးဒီ database အတွက်ကိုကြားတဲ့အရေးအတွက်ကနည်းနေတယ်နည်းနေတဲ့အတွက်ကြောင့်အဲ့ဒီဟာနည်းနေလေကျွန်တော်တို့ရဲ့ဘယ်လိုခေါ်မလဲ coverage ကလည်းလိုအပ်တဲ့အတိုင်းအတာမရလေဖြစ်တာ哦ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့က အဲ့လိုမျိုး engineer တွေကိုလည်းကျွန်တော်တို့ဒီကြားထဲမှာပဲအဲ့လိုမျိုးတွေ့ရတဲ့အချက်ပါသူတို့ကိုလည်းဒီလို့ခေါ်မလဲ green space တွေတမတ်တာတွေဘာတွေမှာကျွန်တော်တို့ဒီဟိုပါဗောလေရည်ရွယ်ချက်ကအစားကျွန်တော်တို့ပြန်လိုက်ပြောတယ်ဗောနော်ဆိုတော့ PDR တွေလုပ်တဲ့အချိန်မှာလည်းလဲအဲ့ဒါကြောင့်ကျွန်တော်တို့ phase 1ဟိုပါဗော phase ကိုခွဲတယ်ဆိုလို့ရှိရင်အနှမျိုးခွဲလို့ရတယ်စစချင်းဟာကကျွန်တော် PDR တွေဆိုတဲ့ဟာကကျွန်တော်အမြန်ဒီထိခိုက်သွားတဲ့ အဲ့ဒီဒေတာကိုအမြန်စစ်ဆေးပြီးတော့ကျွန်တော်တို့က priority ခွဲချလိုက်တယ်ဟာပေါ့နော်အဲ့ဒါပြီးတဲ့အချိန်မှာမှအဲ့ဒီ green နဲ့နောက်ပြီးတော့ yellow နဲ့ red နဲ့ခွဲပြီးပြီဆိုတော့မှအဲ့ဒီတည်းကအဲ့ဒီ building တွေကိုမှကျွန်တော်တို့ကဟိုပါပေါ့လေ detail structural review ပေါ့ဟိုပါပေါ့လေ PDSR ပေါ့ post disaster structural review အဲ့ဒါကိုကျွန်တော်တို့ကဆက်ပြီးတော့လိုက်သွားတယ်အဲ့ဒါအဲ့ဒီကြတော့မှကျွန်တော်တို့က engineer တွေနောက်ပြီးတော့အဲ့လိုမျိုးဟိုပါပေါ့လေ structure ကိုကျွမ်းကျင်တဲ့သူတွေနဲ့နဲ့ကျွန်တော်တို့က ဟိုပါပေါ့လေဒီဒီလိုက်သွားတဲ့ဟာမျိုးပေါ့ဆိုတော့အများအားဖြင့်ကလည်းဒီမှာက90%လောက်ကကျွန်တော်တို့က green တွေပါမန်လေးဆိုလို့ရှိရင်စကန်းဆိုတော့နည်းနည်းလေးများတယ် green ကဟိုလောက်ပဲရှိမယ်50-60%လောက်ပဲရှိမယ်မျိုးလေကောင်းမျိုးဆိုရင်ရေတိတဲ့တော့မှနေနေအောင်မယ်ပေါ့နော်ဆိုတော့ဟိုပါပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြန်အအလုံးလုံးနိုင်တဲ့ space တွေကိုပြန်လုပ်ပြီးတော့ကျွန်တော်တို့သွားသွားပြောတဲ့ services တွေအဲဒါမျိုးဟိုပါပုဂ္ဂလိကတွေရောနောက်ပြီးတော့အစိုးရ ဲ့ဒီလုပ်ငန်းတွေကိုပြန်လဲလဲပတ်နိုင်အောင်လုပ်တဲ့ဟာကဟာကအဓိကပါဆိုတော့ဒီမှာလဲဆက်ပြောချင်တာကစောစောအလိုမျိုးပေါ့ပေါ့ database လုပ်ပြီးတဲ့အချိန်မှာမှကျွန်တော်တို့ကဒီမှာဆက်လုပ်ရမယ့်အဲ services တွေကိုလဲကျွန်တော်တို့က plan လုပ်နိုင်ပါဘူးဆိုတော့အဲ့ဒါကြောင့်လဲကျွန်တော်တို့က data ကောက်တဲ့အချိန်မှာစစချင်းတော့တော့ဒီလိုပဲကျွန်တော်တို့ဒီ file ကိုပဲပို့လိုက်ပြီးတော့အဲ့လိုမျိုးစာရွက်နဲ့ပဲလုပ်တဲ့ဟာမျိုးနောက်ပြီးတော့ manual ပို့လိုက်တယ်လေပို့လိုက်ပြီးတော့ manual ဖတ်ပြီးတော့ပဲအကောင်လုံးလုပ်ကြတာပေါ့ဒါမဲ့လဲ ်နောက်ပိုင်းမှာတော့အဲ့လိုမျိုး database အရေးကြီးတဲ့အတွက်ကြောင့်အဲ့လိုမျိုး database ရအောင်လို့လို့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ clinic ဆိုတဲ့ဟာမျိုးလေး ਨੇ hub လေးတွေပေါ့အဲ့လိုမျိုးဟိုပါပေါ့လေ data ကောက်နေတဲ့အဖွဲ့၄၅ဖွဲ့လောက်ရှိလို့ရှိရင်အဲ့ဒါလေးကိုပဲဘယ်လိုကောင်းမလဲတစုပေါ့နော်ဆိုတော့အဲ့လိုမျိုး man လေးဆိုလို့ရှိရင်အဲ့လိုမျိုး private ကနှစ်စုသုံးစုလောက်ရှိနေပြီနောက်ပြီးတော့အစိုးရဘိုင်းဆိုလို့ရှိရင်လည်းအဲ့ဒီဟိုမှာ engineer အတင်းကျုပ်မှာသူတို့စုပြီးတော့ လောက်တာမျိုးရှိတယ်ပေါ့ဆိုတော့အဲ့ဒါမျိုးခွဲပြီးတော့ကျွန်တော်တို့လုပ်တယ်ပေါ့လုပ်တဲ့အချိန်မှာလဲတကယ်တမ်းကျတော့ဒီလုပ်နေတဲ့ဟာကသာပြောတဲ့အချိန်မှာဒီတွားနေတာပါတွေရှိတယ်ကျွန်တော်စီမှာ website လဲရှိမနေသေးဘူးနောက်ပြီးတော့ပုံနေပါတွေဆိုလို့ရှိရင်လည်းရောက်လာတယ်ကျွန်တော်က map ပုံကိုပဲတန်းတင်တဲ့ဟာကိုပဲဦးစားပေးတာဒါဖြစ်တဲ့အတွက်ကြောင့်ပုံနေပါတွေ short လောက်တာမျိုးလဲတိတ်တိတ်ပြီးတော့မနိုင်သေးဘူးပေါ့ဆိုတော့နောက်ပြီးတော့လဲဒီ back office ပေါ့ရန်ကုန်ရုံးမှာဆိုလို့ရှိရင်လည်းလူ လူငယ်အင်အားတော်တော်နည်းနေသေးတယ်ဆိုတော့ဒီလုံနေကြအခွဲဆိုလို့ရှိရင်ပြောမဲ့သာပြောတာပြောတာကျွန်တော်တို့ဟိုပါပေါ့လေပေါ့လေငလျင်ကောမဒီကတကယ်တော့လူလူ3 4ယောက်လောက်ပဲရှိတာပေါ့နော်ဆိုတော့ကြံတဲ့သူတွေကလူကြီးတွေဖြစ်တယ်နောက်ပြီးတော့နိုင်ငံခြားရောက်နေတဲ့အခွဲတွေလည်းရှိတယ်ပေါ့ဆိုတော့အဲ့လိုမျိုးဆိုတော့အင်အားတော်တော်နည်းနေတယ်ဆိုတော့ရှိတဲ့ဟာနေပဲကျွန်တော်တို့ဟိုပါပေါ့လေပမ်ဖလက်တွေလည်းပြင်ရတာရှိတယ်နောက်ပြီးတော့ data တွေကိုလည်းအဲ့အဲ့လိုမျိုး monitor လုပ်နေရတာရှိတယ်အခုဆိုလို့ရှိရင်လည်း ဟိုဟာပေါ့လေ website တို့ပါတော့လဲလုံနိုင်အောင်လေးကျွန်တော်တို့ဟိုဟာပေါ့လေစူးစမ်းနေတာရှိတယ်။နောက်ပြီးတော့ဒီဘက်ကလည်းအခုလိုမျိုး process ပါလဲအဲ့ဒါအဲ့ဒါမျိုးဟိုပါပေါ့လေ authority တွေနဲ့လည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ပေါ့လေချမှတ်ထားတဲ့အဲ့ဒီ rules တွေ regulation တွေလည်းနဲ့လည်းညှိနှိုင်းပြီးတော့ကန့်ညီအောင်လုပ်လုပ်ရမယ့်အပိုင်းလေးတွေတချို့အားလေးတွေကလည်းနည်းနည်းလေးဖြေလျှော့ပေးဖို့လိုတာလေးတွေကိုလည်းကျွန်တော်တို့ကနည်းနည်းလေးဟိုပါပေါ့လေ advocacy လုပ်ပေးရတာမျိုးလေးတွေအခု သွားနေတယ်ပေါ့လေဆိုတော့အဲ့ဒါမျိုးအပန်းတွေကတော့ကျွန်တော်တို့ရဲ့ဟိုဟာပင်မဖြစ်တဲ့အင်ဂျင်နီယာအသင်းချုပ်ရဲ့ဟိုဟာပေါ့လေအဲ့ဒီဆရာကြီးတွေရဲ့အဲ့ဒီပတ်ဖို့မှုနဲ့ကျွန်တော်တို့ကအဲ့ဒါမျိုးတွေသွားသွားနေတာမျိုးတွေလုပ်နေရပါတယ်